တဖက်မှာလည်းအိုလင်းကသူ့ဘိုက်စနေပြီမဟုတ်လို့ဥဒုံကမရောက်သေးဘူးလားလို့မေးနေခဲ့ပါတယ်။မကြခင်ရောက်တော့မှမဟုတ်လို့တင်းခန့်ထားဖို့နဲ့ထာမကသူ့လည်းမွေးနေ့လက်ဆောင်အဖြစ်ဆူအိုဂျူကပိန်လေးစွပြုတ်ပြုတ်ပေးခဲ့တာမဟုတ်လို့သူ့လည်းအယမ်းကြိုက်ကြောင်းပြောလိုက်ပါတယ်။တလလုံးပိန်လေးစွပြုတ်အကြောင်းပဲပြောနေတာမဟုတ်လို့မရှိဘူးဆိုတာတည်သွားရင်တောင်းချမ်းတော့မှကို၆ပါလဲတွေးပြီးတော့ကြောက်နေခဲ့ပါတယ်။ တစ်ဖက်ကကွင်းကလည်းပဲနေတွေဆွပြုတ်တောက်နေရင်းနဲ့တိုက်ပွဲကိုကြည့်နေခဲ့ပါတယ်။လူဗီဂျီပဲစတက်အနိုင်ရနိုင်ရဲ့ဆိုပေမဲ့ဝေးလီကပေါ်ပြီးပေါ်ပေါ်ပါနဲ့လှောက်ဆောင်နိုင်ခဲ့တာဖြစ်ပြီးတော့အဲ့ဒါကိုအသုံးချနိုင်မယ်ဆိုရင်ခိုင်းတကူအနိုင်ယူနိုင်လောက်မယ်လို့အဖိုးဟာယူကဆိုပါတယ်။ဒိုင်ဖူကိုကလည်းသူ့ကိုရှင်းခိုင်းလိုက်ရင်ပုံမြန်လိမ့်မယ်လို့ပြောနေတဲ့အခါပွဲပုံစံကိုသဘောပေါက်နားမလည်သေးဘူးပဲလို့ကွင်းကပြောလိုက်ပါတယ်။အရေးကြီးတာကအချိန်နဲ့လူရည်အတွက်အချိန်ကြာတာနဲ့အမျှအားရောလာပြီးတော့လှုပ်ချင်စိတ်လည်းရှိရမှာမဟုတ်ပဲရှက်စရာကောင်းတဲ့ပုံစံနဲ့တည်လိုက်မယ်လို့ကွင်းကပြောရင်းနဲ့ပဲဒီလေးဆွပြုတ်ကိုထပ်တောင်းလိုက်ပါတယ်။ ပန်နီလေးကကွင်းကသူ့အကြိုက်ဆုံးပဲမလို့ဘသူကမှမပေးနိုင်ဘူးလို့ဆိုပါရဲ့တဖက်ကလူဗီကလည်းရွေးရီတင် जा ပေးခဲ့တဲ့အတိုင်းလိုက်လို့ကြည့်နေပြီးတော့လေးကျင်းဖို့လူထက်ခေါ်လိုက်ပါရဲ့နောက်ထပ်လူတွေက gifter တွေပဲလို့ကွင်းကဆိုပါရဲ့ဘတ်မန်ဂက်ဇတ်မန်ဆိုတဲ့ gifter နှစ်ယောက်ကအရင်ထွက်လာခဲ့ပါတော့ လူဖီကတော့လေးချင်းမို့အတွက်အတော်ပဲလို့ပြောလိုက်ပြီးတော့စတိုက်ခိုက်ကြပါပြီ။လူဖီကဂက်ဇမန်ကိုထိုးလိုက်တဲ့အခါမှာတော့တခြားနဲ့မောက်သွားလို့ဒါကတာမန်ထိုးချက်ပေးလာလို့ပြောနေခဲ့ပါရဲ့။လူဖီကဘတ်မန်နဲ့တိုက်ခိုက်နေရင်ကိုယ့်လက်မှာမြင်ရတဲ့အခြေကရှိနေလို့မျိုးခံစားကြည့်လို့ဝေးလီပြောခဲ့တာကိုပြန်တွေးရင်းနဲ့ဘူးလက်နဲ့ထိုးလိုက်တဲ့အခါဘတ်မန်လည်းတွင်းထွက်သွားခဲ့ရပါရဲ့။ဒါပေမဲ့ဘတ်မန်ကိုမထိရဘူးမလို့ထိသွားတာကြောင့်မလို့အဲ့လိုလည်းမဟုတ်သေးဘူးလို့လူဖီကတွေးနေခဲ့ပါရဲ့။တစ်ဖက်မှာလည်းဇိုးကတိုက်ခိုက်ရင်သူကရူမာနဲ့တွေးခဲ့တယ်လို့ပြောပေမဲ့တစ်ဖက်ကတော့ဇိုးကိုမယုံပါဘူး။ဟိုးရင်တုံးကဝါရုံတိုင်းပြည်ကိုရွှေမျိုးတော်ကြီး ဆိုပြီးတော့တိခဲ့တဲ့အချိန်ပင်တယ်များတွေကတင်းယူခြင်းနေကြပြီးတော့မင်းမျိုးတွေကအုပ်ဆိုးခြင်းနေကြတယ်သူတို့တွေကိုဝါလုံးတိုင်းပြည်မှာစာမွေးရင်ရှိရဆိုပြီးတော့ကြွေးကြော်နိုင်ခဲ့တဲ့သူကရူမာမြို့တော်နာကငကားကိုလည်းရှင်းပေးခဲ့ပြီးတော့ရူမာတေးပြီးဒီတိုင်းပြည်ရဲ့ God of Blade လို့လည်းနာမည်ပေးကသူ့ရဲ့ခန္ဓာနာသားကိုဖုံးတော်ရဲ့အကြောင်းမှထားခဲ့တယ်ရှူဇူရီကတိုင်းပြည်ရဲ့ရန်နာပဲလို့ထုတ်ထုတ်ကပြောလိုက်ပါတယ် ဒါမဲ့ဇိုးကတော့အဲ့ဒါသူနဲ့မဆိုင်တဲ့ကိစ္စပဲမလို့သူဓာတ်ကိုပဲပြန်ပေးဖို့ပြောလိုက်ပါတယ်။ရှူစီဓာတ်ကရူမရဲ့တိုက်ပွဲမှာပဲတိုက်ခတ်ရင်းနဲ့အနေအယောင်ဖြစ်သွားတဲ့ဓာတ်မင်းအဲ့ဒါကိုကင်နေလို့အစွမ်းစားရှိရောက်တယ်လို့ကိုကိုထင်နေခဲ့ရလို့သူတို့ကဆိုပါတယ်။ဇိုးကသူလည်းအဲ့ကိစ္စကိုစိတ်ထင်နေခဲ့ရလို့တွေးနေတုံးအဲ့လူကဇိုးကိုတိုက်ခိုက်ဖို့လာပါတော့ရဲ့။အဲ့ဒီချိန်ကောင်မလေးတယောက်ရဲ့အကူအညီတောင်းတဲ့အတန်ကိုကြားလိုက်ရလို့ဇိုးလမ်းကြည့်မိတဲ့အခါဟာခွက်ဆိုပြီးတော့သူတို့ကတိုက်ခိုက်ပါတော့ရဲ့။ ကောင်မလေးကအိုဗီယန်ခူမွာစကီဖြစ်ပြီးတော့ထုတ်ခိုးလေးလက်အတူပါလာခဲ့ပါတယ်ခူမွာစကီကလည်းသူတို့အတအံ့နေရရှိနေရဆိုပြီးတော့ဇိုတို့ကိုလမ်းပြောနေတာမလို့ဇိုလည်းကုညီတက်ခိုက်ပေးတယ်ပေမဲ့အနောက်ကလူကလည်းထပ်ပြီးတော့တိုက်ခိုက်နေလို့အချိန်နေတဲ့အချိန်ကာကိုကြည့်ဖို့ဇိုကလည်းအော်ပါတော့ရဲ့ခူမွာစကီတို့နောက်ကိုလိုက်နေတဲ့သူဟာပန်းမျိုးတော်ကအလိုရှိသူဟစ်ထုခီဝီကာမဇိုပဲဖြစ်ပါတယ်ဇိုကိုလည်းသူတမားဇိုဂျူဆိုတာသိနေတာမလို့ဘာလို့အဲ့ဒီမိမကိုကယ်တင်ပေးနေရလဲလို့ခါမဇိုကမေးတဲ့အခါ ဇိုးကလည်းမင်းကရောဘာလို့ဒီမိမောက်ကိုတတ်ဖို့လုံနေရတယ်လို့ပြန်မေးလိုက်ပါရဲ့ခမဇိုးကသူတတ်ချင်တာအဲ့ဒီရှီတာမရက်တတ်နိုင်တော့တဲ့ကလေးပဲလို့ဆိုပါရဲ့ခူမော့စကီလည်းခမဇိုးကမြို့တန်ကသူ့ဝေကိုတတ်နိုင်ပေမဲ့လည်းတကယ်ကအိုချီရဲ့လောက်ကဖြစ်ကြောင်းပြောလိုက်ပြီးတော့ထိုကိုကိုတတ်ချင်နေတဲ့သူကသူ့အပြင်အချားမရှိနိုင်ဘူးလို့ဆိုပါရဲ့ရှုကန်းအိုချီဆာမာရဲ့နာမည်အရင်းကိုခေါ်ရတာမင်းကဘသူများရဲ့လို့ခမဇိုးကမေးလိုက်ပါရဲ့ ခူမစကီကလည်းကယ်တင်ပေးဖို့ဇိုးကိုတောင်းဆိုတဲ့အခါမျက်စိရှိမှခလေးနဲ့မိမတယောက်အသက်ခံရမှာကိုမျက်ကွယ်ပြုထားမှာမဟုတ်ဘူးလို့ဇိုးကပြန်ပြောလိုက်ပါတယ်။ကျေးဇူးဆပ်ဖို့အတွက်ဘာမဆိုလှုပ်ပေးပါမယ်လို့ခူမစကီကပြောတော့ဇိုးလည်းအရင်နဲ့စားစရာပေးရင်တော့တော့ပါတယ်လို့ဆိုပါတယ်။ဝင်းရှုပ်တဲ့သူမှန်တယ်များကိုလည်းတတ်ပြစ်လို့ရတာမလို့ခမဇိုးကတော့ကိစ္စမရှိဘူးလို့ပြောလိုက်ပါတယ်။သူတို့နဲ့ဇိုးတို့လည်းစပြီးတော့တိုက်ခိုက်ကြပါတော့။ခဏလေးတိုက်ခိုက်ကြည့်နေရင်းနဲ့ဒီကောင်ကကြမ်းသားပဲလို့ဇိုးကတွေးနေခဲ့ပါတယ်။ ဇိုးကသူ့ရဲ့အင်ဂျီကိုဖယ်လိုက်တော့နောက်ဆုံးတော့အတိတက်ခိုက်တော့မှဘဲလာလို့ခမဆူကလည်းပြောလိုက်ပါတယ်။ဇိုးရဲ့တိုက်ပွဲကလည်းအတော်လေးပြင်းထန်နေပြီးတော့တစ်ဖက်ကလူဗီကလည်းပို့ပြီးတော့အင်အားကြီးရဲ့ကောင်တွေမရှိတော့ဘူးလားလို့ကွင်းကိုမေးနေပြီးတော့မင်းကိုယ်တိုင်စင်ချမယ်ဆိုရင်လည်းရရလို့ဆိုပါတယ်။ကိုယ့်ရဲ့အခြေအနေကိုနားမလည်သေးဘူးပဲလို့ကွင်းကပြောနေပြီးတော့ငရဲကအခုမှစတင်တော့မှလို့လည်းထပ်ပြောလိုက်ပါတယ်။အဲ့ဒီချိန် BS Mind Fru စားထားတဲ့ gifter ဖြစ်တဲ့ Bia Man ကရောက်လာခဲ့ပြီးတော့လူဗီကိုရှင်းနိုင်မယ်ဆိုရင်ဒန်ကိုရမှာမလားဆိုကစပြီးတက်ခိုက်ပါတော့ရဲ့။ ဝဝင်ရဲ့လက်သေးကခနာကိုကိုပြတ်ထွက်သွားအောင်အားပြင်းတယ်လို့ကြားဘူးတာမလို့ခယူးဆိုင်ဖို့ကိုလည်းအဖိုးဟွာယူကပြောနေခဲ့ပါတယ်။ခိုင်နှုန်းနဲ့တက်ခိုင်ရင်ခိုင်နှုန်းကပို့ပြီးတော့တာမာတာမလို့ဒီကောင်းကိုတော့မထီးပဲနဲ့ပြန်ကန်ထုတ်ကြည့်ရမယ်ဆိုပြီးတော့လူပိကထိုးလိုက်တဲ့အခါဘီယမန်နဲ့လဲကျသွားပါတော့ရဲ့။အားထည့်လိုက်ရင်ထိထိသွားတာမလို့လူပိလည်းဘလို့များလောက်ရမလဲဆိုပြီးတော့မေးတဲ့အခါအဖိုးဟွာယူကလည်းခုနတည်းကဘာတွေစမ်းတက်နေရလဲလို့ပြန်မေးလိုက်ပါတယ်။လူပိကဘာပဲဖြစ်ဖြစ်နောက်ထပ်လာခဲ့ဖို့ထပ်ပြီးတော့လူပိကိုအော်ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းခင်းမို့ဒိုကဒေါ့စတုန်းနဲ့တွေ့နေပြီးတော့လာချန်းကိစ္စတဲ့တင်ပေါက်ကြားသွားတဲ့ကိစ္စကိုပြောနေခဲ့ကြပါတယ်။ လာချန်နဲ့စာရွက်ရဲ့ဆက်ဆက်မှုကိုတည်သွားပြီမလို့အဖွဲ့သားတွေကခိုင်တုံတဲ့အိုချီတို့ဖန်းနာခန်းရကြောင်ခင်းမောကလည်းပြပြလိုက်ပါရဲ့တင်းတွေကမြို့တော်ဒဲထီကိုပြန့်နှံ့နေပြီမလို့ဒီမှာနေရတော့မယ့်အချိန်မဟုတ်တော့ဘူးလို့ဟော့ကင်းစ်ကလည်းပြောနေခဲ့ပါရဲ့ ရာစုကလည်းစာရွက်ကိုမြင်ပြီးတော့အသေးပဲကိုလည်းတည်နေခဲ့ပါပြီမြို့တော်ထဲမှာလည်း OVN တည်ဆုံသွားခဲ့ပြီဆိုတဲ့တဲ့တင်ကြောင့် one day တန်တွေနဲ့ပြည့်တက်လို့နေခဲ့ပါတယ်မနက်မြင်မြောက်ရင်လူဝေပုံများလာနိုင်ပြီးတော့ boss kyo shio ကိုမုန်းတဲ့သူကမရှိရင်ပဲဂယူရော site တင်ကြောင်လူတယောက်ကပြောနေခဲ့ပါတယ် kyo shio ကလည်းအခန်းစားရဆောင်သူကသူကိုယ်တိုင်ဖြစ်ပြီးတော့ ochi ကလည်းအခုဆိုရင်ဒေါ်လာထွက်နေလောက်ပြီးဒါတွေအားလုံးဖြစ်စေတဲ့အကြောင်းရင်းကဒါဘယ်လို့ဆိုကစာရွက်ကိုထုတ်ကြည့်ပြီးရှီမောနေခဲ့ပါတယ် တပတ်မှလည်းအိုချီတယောက်ခူမော့စကီအတွက်အတော်လေးခံစားနေရပြီးတော့အိုချီနဲ့ခိုင်တိုကိုတိုက်ခိုက်ဖို့ကိစ္စကလည်းဖြစ်နေလို့ပြဿနာတွေကအတော်လေးရှုပ်ထွေးနေခဲ့ပါတယ်။တပတ်ကအိဗက်ဆူမျိုးတော်စီကိုလည်းရာစုကပြန်ရောက်လာခဲ့ပါပြီ။လောကလည်းသူ့ရဲ့အဖွဲ့တွေကိုပြန်သွားခေါ်မယ်ကြီးပဲတကယ်ကလုပ်နေလို့အိုချီလောက်ကသူတွေကတယောက်ပြီးတယောက်လိုက်ဖမ်းနေတာဘပ်ပိုကအချံတွေကိုပြလိုက်တာပဲနေမှာလို့ရှင်နူဘူးကပြောလိုက်ပါတယ်။လောကလည်းဘပ်ပိုသူတွေကအဲ့လိုမျိုးနောက်ကျောကိုဓာတ်နဲ့ထိုးရဲစကားတွေပြောမဲ့အစားအသိခံမဲ့သူတွေပဲမလို့အဲ့လိုလာမပြောဖို့ပြန်ပြောလိုက်ပါတယ်။ စံကြီးကလည်းတငယ်ချင်းကိုတန်တရားဖြစ်ပဲအေးစစ်စစ်ပဲဖြည့်ရှင်းမှလုပ်နေလို့နင်ကအမယုံရာဆုံးသူပဲလို့နာမည်ကဝင်ရောပါတော့ဟဲ့ဘလို့တော့အရိုက်ခံနေရတော့မျက်နှာကလည်းလို့ဖြစ်နေရတယ်လို့ Frankie ကလည်းပြောနေခဲ့ပါရဲ့လောကလည်းထွက်သွားဖို့လှုပ်တဲ့အခါဖမ်းမိသွားတဲ့သူကိုတပြည့်ရမှာကနင်ဂျာလောကမှာတာမန်ပဲဖြစ်ပြီးတော့ရှီနိုဘူကသူတို့တွေကစားနေရဲ့ကစားပွဲမဟုတ်ဘူးတာမန်ကလေးကစားပွဲမဟုတ်ဘူးလို့မျက်ရည်စားရင်းနဲ့ပြောနေခဲ့ပါရဲ့ နှစ်20ကျော်တောင်မှဒီလိုအခြေအနေမျိုးကိုစောင့်ဆိုင်းနေကြရတာဖြစ်ပြီးတော့ကြာရှုံးသွားမယ်ဆိုရင်အခွင့်အရေးကနောက်ထပ်အချိန်ရှိနိုင်တော့မှာမဟုတ်ဘူးလို့ရှင်နူကထပ်ပြောတော့ခန်ဂျီယိုလည်းခန်းစားနေရတာကိုတော့နားလည်ရမယ်စိတ်တိုင်းကြတော့ဖြစ်လာလိမ့်မယ်လို့မပြောနိုင်ဘူးလို့ဆိုပါတယ်ရွေချက်ကိုအထားမြောက်ဖို့အတွက်ဥတီချက်တူတဲ့သူတို့မရှိရင်အိုဒန်ရဲ့စံနာကိုလည်းဖြည့်ဆည်းပေးနိုင်တော့မှာမဟုတ်ဘူးလို့ခန်ဂျီယိုကပြောနေတော့ယာစုကဝင်လာပါတော့ရဲ့ရှင်နူခန်ဂျီယိုလူဆောင်သက်ဆောင်ကိုတွေ့လိုက်ရတော့ယာစုလည်းစာရွက်ကိုထုတ်ပြလိုက်ပြီးတော့ဒါကတကယ်ပဲလားတိုက်ပွဲကလည်းစတင်တော့မှလာလို့မိလိုက်ပါတယ် တဖက်ကဇိုးတို့ရဲ့တိုက်ပွဲကလည်းအတော်လေးကိုပြင်းထန်လို့နေခဲ့ပြီးတော့ဇိုးဓာတ်ကိုယူသွားတဲ့သူကလည်းဟာကွက်တွေတွေ့ပြီးဆိုပြီးတော့တိုက်ခိုက်နေတာမို့လို့ဇိုးကရှောင်းလိုက်နိုင်ပေမယ့်ခါမာဇိုကိုတတိတလို့ဖြစ်သွားတဲ့အခါခါမာဇိုရဲ့ဓာတ်တွားကိုမရှောင်းနိုင်ဖြစ်သွားခဲ့ရပါတယ်ခမဆိုရဲ့ဓာတ်သွားဟာဇိုးရဲ့ပခုံးကိုထိုးပေါက်သွားခဲ့ပြီးတော့ပြန်ဆွဲထုတ်လို့လည်းမရတော့ပါဘူး ဇိုးကကိုကိုတိုင်းပဲဆွဲထုတ်လိုက်ပြီးတော့ဒါကိုအသုံးပြုလို့ရပြီလို့ဆိုပါတယ်။ဒါတော့ကြောင့်စတိုင်ဖတ်ကတ်တူဘီအိုနီဂီဗီနဲ့ဇိုးကခုတ်ဖြတ်ပေးတဲ့အခါခါမာဇိုးတဲ့တစ်ချက်ထင်းနဲ့မှောက်သွားခဲ့ရပါပြီ။ဒါကိုမနိုင်ရတဲ့ကူမွတ်စကီရဲ့အရန်အောင်နေပြီးတော့ဘလူတောင်အင်အားကြီးရဲ့သူလဲလို့ပြောနေခဲ့ပါရဲ့ဇိုးနဲ့ပထမတော့ကတိုက်ခိုက်နေတဲ့သူကလည်းထွက်ပြေးသွားခဲ့ပြီးတော့ဇိုးကလည်းဒဏ်ရာအရှိန်နဲ့လဲကျသွားခဲ့ရပါတယ်ဥတော်မှာလည်းပွဲကအတော်လေးကိုစူညံလို့နေခဲ့ပြီးတော့ခါဝါမဆူကသူလဲစူမိုဆော့ကျင်တယ်လို့ပြောနေခဲ့ပါရဲ့အဲ့ဒီအချိန်အပကမန်ကလည်းရောက်လာပြီးတော့တတိယဆတ်ထွေးနေခဲ့ပါပြီ နောက်ချက်အမတ်ဂျယ်လို smile feel စားထားတဲ့ gift တာမတ်တလိုမန်းလေးရောက်လာခဲ့ပါရဲ့မတ်တလိုကမာမဲပုံပဲမလို့လူဖီကလည်းလေးချင်းဖို့အတော်ပဲလို့ပြောတဲ့အခါမတ်တလိုကသူ့ရဲ့ season စီစဉ်နဲ့လှုပ်ထားတဲ့တနက်ကိုပြတ်တက်လိုက်ပါရဲ့ တဖက်ကကွင်းကလည်းပန်းနေတဲ့စွပြုတ်ဆိုင်ရှီမောနေခဲ့ပါပြီအရှင်ဆုံးအဖိုးကြီးကနေပဲစတင်မယ်လို့မတလူကပြောတော့လူပြည်လဲညာကိုသွားငုံပြီးရင်အဲ့ဒီကနေပြင်းပြင်းခုန်ချလိုက်ဖို့တတိပေးလိုက်ပါတယ်အဖိုးခွာရုံကလည်းလူပြည်ပြောလို့လိုက်လို့ကြည့်တဲ့အခါအပကမန်းကိုတစ်ချက်စော်လိုက်နိုင်ခဲ့ပါတယ်အဖိုးခွာရုံလည်းအမင်းကအနာဂတ်ကိုမြင်နိုင်တာလားလို့ပြောနေတော့မတလူကအဲ့လိုလိုမျိုးမရှိနိုင်ဘူးဆိုပြီးလူပြည်ကို CP Business Stone ကြီးစံရုံနဲ့ပြစ်ပေးမယ်တစ်ချက်မှမထီပါဘူး အဘကမန်ကလည်းအဖိုးဟွာယိုကိုတိုက်ခိုက်ဖို့လုပ်နေတာမလို့လူဗီကဘယ်ဘက်ကိုသွားဖို့ပြောလိုက်ပါရဲ့အဖိုးဟွာယိုလည်းလူဗီပြောလို့ဘယ်ဘက်ကိုပဲပြေးတာမလို့မထိနိုင်ဖြစ်နေတဲ့အခါအဘကမန်ကလည်းဒေါသတွေအရန်ထွက်နေခဲ့ပါပြီလူဗီကလည်းအေးအေးဆေးဆေးလေးပဲရှောင်ပြနေပြီးတော့တနက်ကသူ့ကိုတိုးနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါရဲ့မာဒလိုကလည်းလူဗီကိုဖိတက်ဖို့ထထတော့လူဗီလည်းရှောင်ရှားရင်းနဲ့သူမထိပဲနဲ့တွင်းထွက်သွားအောင်လုပ်မယ်ဆိုပြီးတော့ထိုးလိုက်ပဲမယ်ထိသွားလို့စိတ်ညစ်သွားပါတော့ဟဲ့ ထပ်ပြီးတော့ထိုးဖို့လုံနေမိမယ်တာမန်လက်တီးပဲဖြစ်နေတာမလို့ဘာလို့ရမလဲတွေးနေတော့အဖိုးဝါယောက်ကသူဘာလို့ရမလဲလူပြီးကိုလှမ်းပြီးတော့ချက်မေးပါတော့ရဲ့သူပြီးလဲအဖိုးဝါယောက်ကိုဆွဲခေါ်ပြီးဒီတိုင်းနေပို့တာပြောလိုက်ပါတယ်ရဆဲစုထောင်မှာလဲတော်လိုင်းလှုပ်ဖို့လုံနေတဲ့သူတွေကိုဖူကူအခုချူကပြတတူကိုပြတ်တနေခဲ့ပါတယ်ဆာမွိုင်းတယောက်ကလဲဒီတတူကနမဲကြီးတုံးကတွားလို့ထားတာဖြစ်ပြီးတော့တော်လနာမဟုတ်ဘူးလို့ပြောနေတဲ့အခါဖူကူချူကဒီဆာဝဲကိုဘလို့ရှင်းပြမလဲလို့ပြန်မေးလိုက်ပါတယ်တစ်ဖက်မှာလဲ hat pirate တွေကသူတို့ရဲ့ပြောပြလိုက်လို့ဒီကြံနေပေါက်ချသွားရဲ့လို့အားလုံးကထင်နေတော့မှပဲလို့တော်တော်နေခဲ့ပါတယ် ်ကပတိန်ဖြစ်တဲ့လောကသူတို့ကိုယုံကြည်နေမှာမလို့စိတ်မပူဘူးတာဘပ်ပိုကလည်းပြောလိုက်ပါတယ်။တပကလူဗီဒိုရဲ့ပွဲမှာလည်းအဆောင်တွေကအမြန်သာရှင်းလိုက်ဖို့အပကမန်ကိုပြောနေခဲ့ပါတယ်။ကွင်းကလည်းပက်ဒီလေးဆွပြုတ်ဆိုင်အဖိုးကြီးကိုကယ်ဖို့လုံနေရလားဆိုပြီးရီမောနေခဲ့ပါတယ်။အပကမန်နဲ့မတ်တလိုကပေါင်းဆက်ပြီးသူတို့ကိုတိုက်ခိုက်ပါတော့။ကွင်းကလည်းပက်ဒီလေးဆွပြုတ်ကိုတပွဲပြီးတပွဲတောင်းခံနေခဲ့ပါတယ်။ လူပီကလည်းနှစ်ယောက်လုံးကိုတိုက်ထုံနိုင်ရမယ့်စိတ်တိုင်းမချဖြစ်နေခဲ့ပါရဲ့ခုနတဲ့ကလိုချင်တာမရလို့ဖြစ်နေတာမလို့ဘာများရှောက်လုံးနေရလို့အဖိုးခွာရောက်ကလူပီကိုမေးလိုက်ပါရဲ့အင်အားကြီးလာမှရမှာမလို့လေ့ကျင့်နေရလို့လူပီကပြန်ဖြေတဲ့အခါအဖိုးခွာရောက်လည်းအသက်ကိုရှင်းနေရအောင်မှဂယုမဆိုင်ပဲလေ့ကျင့်နေရလို့ပြောနေရလာလို့တွေ့နေခဲ့ပါရဲ့ မတိပဲထိုးတဲ့ထိုးချက်ကိုလိုချင်နေရဖြစ်ပြီးတော့အဲ့လောက်ဆိုရင်ခိုင်တူရဲ့မာကျောရဲ့ခြေကုပ်ကိုလည်းခွဲနိုင်လိမ့်မယ်လို့လူပိကချက်ပြောလိုက်ပါတယ်။တောင်ဖက်တင်ချိုင်ဝင်ကူရဲ့အိမ်တိမ်မှာဇိုးတယောက်ပြန်နိုးချလာခဲ့ပြီးတော့ဓာတ်ကိုတတိယကခန်သားနာလို့ထားပါပါတော့။ဒံယာရဲ့ပူနာချင်းလာမှာဆိုးလို့နနာနေတာနေဖို့ခူမာစကီကထပ်ပြောလိုက်ပြီးတော့အသက်ကိုကယ်တင်ပေးခဲ့လို့လည်းကျေးဇူးတင်တယ်လို့ဆိုပါတယ်။တရားရစေမိလို့ခူမော့စကီကတောင်းမတဲ့အခါဇိုးလဲသူညံ့လို့သူခံရလို့ပြောပြီးတော့ရှူစွေကိုယ်တာရှာဖို့ထွက်သွားဖို့လုပ်ပါတော့ရဲ့ ဒဏ်ရာတွေနဲ့မလို့မသွားဖို့ခူမွာစကီကပြန်ဆွဲထားတဲ့အခါဒဏ်ရာရှိတဲ့ဘက်ကိုထိမိလို့ဇိုလဲချအောင်မိပါတော့။သူကကသူ့မျိုးတော်တွေကဖားစီခိုးခဲ့တာမလို့လင်းရင်ချက်ချင်းပြောက်သွားလိုက်မယ်ဆိုပြီးတော့ဇိုးကိုလိမ့်ပေးလိုက်ပြီးတော့သူကလေးကသူတို့နဲ့အတူနေဖို့ပြောလိုက်ပါတယ်။သူတို့နဲ့ဇိုးအတွက်စားစရာလေးလည်းလုပ်ပေးလိုက်ပါတယ်။ မြို့တော်ကနှင်ထုတ်ခံထားကြတဲ့တထားနမကဂယုခီမာရူဆိုပေမဲ့တာမန်နေတဲ့ပုံစံကိုလည်းမသိပဲလက်နက်ကင်တဲ့သူကအဲ့ဒီတထားကနေဖြတ်သွားမိမယ်ဆိုရင်ပေါ်လာတတ်တဲ့မော့ခ်လိုခူမဝါစကီကပြောပြလိုက်ပါတယ်အဲ့ဒါထက်တင်မင်းပြတ်မှတ်ထားတာခံနေရတဲ့သူတွေမလို့မင်းတို့တွေကရောဘသူတွေများတယ်လို့ဆိုကမိလိုက်ပါတယ်ရှိုကန်းကိုဒေါ်လာထွန်းအောင်လုံးမိခဲ့တာမလို့ဝါနိုမာတာဆိုရင်တော့တေဘီဆိုတဲ့အတိတ်ပဲကိုကိုစားပြုတ်တယ်လို့ခူမဝါစကီကဆိုပါတယ်သူကိုလေးကလည်းသူ့နာမည်ရှေ့မှာအိုထိတ်လိုက်ရင်အိုတိုကိုဆိုတဲ့ယောက်ျားလေးအတိတ်ပဲဖြစ်သွားတယ်လို့ပြောနေမိပေမဲ့ဇိုကတော့ဂယူမဆိုင်ဘူးလို့ဆိုပါရဲ့ ဆာမွိုင်းလိုဝတ်ထားပေမဲ့ဇိုးကလည်းအပြင်ကသူပဲမလားလို့ခူမော့စကီကပြောနေခဲ့ပြီးတော့ထိုကိုတေးကလည်းဇိုးကကြောက်စရာကြီးဆိုပေမဲ့သူတို့ကိုကယ်တင်ပေးခဲ့တဲ့ကျင်နာတဲ့သူပဲလို့ဆိုပါတယ်ခူမော့စကီကတကိစ္စကိုလှုပ်ဝတ်ထားစေခြင်းပြီးတော့လွန်ခဲ့တဲ့အနှစ်20ကကွဲသွားခဲ့တဲ့အကူကိုရှာခြင်းနေရလို့ဆိုပါတယ်အကူကြီးကအခုဝါနိုမှာရှိနေလောက်မှမလို့သူ့ရဲ့နာမည်ကတော့ခူစကီမမိုနိုဆက်ကဲဖြစ်ပြီးတော့သူမရဲ့နာမည်ကလည်းမမိုနိုဆက်ကဲရဲ့ညီမလေးဟီယိုဘီတို့ခေါ်ကြောင်းဇိုးကိုမိတ်ဆက်လိုက်ပါတယ် ဂျာလီကတော့ one piece အပိုင်း234ဖြစ်ပြီးအပိုင်း235ကိုဆက်တင်ပေးနိုင်ဖို့အတွက် like လေးတစ်ယောက်ချက်စနေပြီးတော့ comment တွေထပ်မပေးခဲ့ကြပါဘူး channel လေး subscribe လေးမတော်နေတော့ပြတ်တော့ခဲ့ကြပါအောင်ကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့စမတ်ပါ